အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ကျော်စိုးဦးပါ PP Media ဖြစ်ပါတယ်ဗျာဒီကနေ့နိုဝင်ဘာလ18ရက်နေ့ထူးခြားတဲ့သတင်းချို့ကောင်းတို့ပြီးတင်ပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးသတင်းတစ်ပုတ်အနေနဲ့ဥက္ကုကိုကြီးပါတီကနေပြီးတော့ဝင်ရောက်ရှင်မြိုင်မဲ့တင်ငန်းညို့မြို့နယ်ပြည်သူလွတ်တော်ကိုယ်စားလောင်ဖြစ်တဲ့ဦးလွင်မြင့်ဦးလွင်မြင့်ရဲ့မဲဆွယ်စည်းရုံးမှုနဲ့ပတ်သက်ပြီးတင်ပြပေးချင်ပါတယ်အဲ့တော့ဦးလွင်မြင့်ကတော့ဗျာသူကအဲသူ့ရဲ့ဒီမဲဆွယ်စည်းရုံးမှုမှာသူ့အနေနဲ့သူကမျိုးဆက်၃ဆက်အလိုက်နိုင်ငံရေးလုပ်ခဲ့တယ်ပေါ့နိုင်ငံရေးလုပ်ပြီးသူထောင်နေကြခဲ့တယ်ပေါ့ဗျာအဲ့စသဖြင့်သူ့ရဲ့အတာဖိုင်ကိုကျွန်တော်ဖွင့်ပြပါမယ် ကျန်တော့ခုလွေမြင့်ဖြစ်ပါတယ်ကျွန်တော်ကတော့အခုပြည်သူ့ပါတီကိုစားပြုပြီးတော့တင်ကန်းညွတ်မြို့နယ်ပြည်သူ့လွတ်တော်ကိုယ်တော်လှယ်တော်တူဦးဖြစ်ပါတယ်ကျွန်တော်ပြည်သူ့ပါတီဆိုတာလေ1988ဒီမိုကရေစီအရေးတော်ပုံကြီးမှာဥဆောင်ပါဝင်ခဲ့ကြတဲ့ကျောင်းသားကောင်းဆောင်တွေစုစည်းထားတဲ့ပါတီတခုဖြစ်တယ်ဒါကြောင့်မလို့88ကျောင်းသားကောင်းဆောင်အဲ့ဒီခေတ်ကာလကဘဂဒဥက္ကရာတူဦးဖြစ်တဲ့ကုပူကြီးဥဆောင်နဲ့ပါတီဖြစ်တယ်ဒါကြောင့်မလို့ ထိဆက်ဆက်မှာတော်လန်ရေးကိုအစဉ်တစိုက်လုပ်လာတဲ့ပါတီတစ်ခုဖြစ်တယ်အခုကျွန်တော်ဆိုရင်လေပြည်သူ့ပါတီကိုစားပြုတင်ကန်းညုံမြို့နယ်ပြည်သူ့လွတ်တော်ကိုစလေလောင်ဥလွင်မြင့်ဥလွင်မြင့်ဆိုတာလေနိုင်ငံရေးမျိုးဆက်30တိုင်ထိုင်ကျွန်တော်တို့ဟာနိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့တဲ့ဥလွင်မြင့်ဖြစ်တယ်အဲ့တော့ကျွန်တော်အဖေဦးတန်းပြည်တန်းကြီးလို့ခေါ်တာပေါ့ဗျာသူဆိုရင်လေကျွန်တော်တို့ကိုကိုကျုံမြန်ကြီးပေါ့ မဆလိုက်တပါတီအာနာရှင်စနစ်ကိုရေရေဝုံးဝုံးကိုတွန့်လန့်တော်လန့်ခဲ့တဲ့သူတယောက်ဖြစ်တယ်ကျွန်တော်အဖေကလည်းထောင်းအချိန်ချင်းကြက်ခဲ့တယ်အခုကျွန်တော်ဆိုရင်လည်း88နောက်ပိုင်းကျောင်းသားခေါင်းဆောင်များနဲ့အတူကျွန်တော်တို့အစ်စိတ်တော်ပေးထောင်တာမှာကြက်ခဲ့တယ်နိုင်ငံရေးကျင်းသားဟောင်းတယောက်ဖြစ်တယ်အဲကျွန်တော်သားကတော့အခု2021ဒီအရေးတော်ပေါ်မှာထပ်မှန်ပြီးတော့ကြာခဲ့တာပြီးကြတဲ့လပိုင်းကပဲပြန်လွတ်လာတာဖြစ်တယ်ဒါကြောင့်မလို့ ျွန်တော်တို့ဟာပြည်သူအတွက်ကိုထောင်မဲကြကြတမ်းမဲကြကြဆိုတဲ့နိုင်ငံရေးကျင်းသားဟောင်းတဦးဖြစ်တယ်ဆိုတဲ့အကြောင်းရုံရုံကြည်ကြည်ပဲကျွန်တော်တို့ဟာဆိုလို့ရှိရင်ပြည်သူတွေအမကကြပြေးနိုင်ပါလေအဲ့မှာကျွန်တော်ကတော့အဲ့မှာသူ့ရဲ့ဒီမဲဆွယ်စီယုံနဲ့ဖိုင်ဟာ10မိနစ်နဲ့စက္ကန့်40ရှိတယ်10မိနစ်နဲ့စက္ကန့်40ဆိုတဲ့နေရာမှာသူ့အနေနဲ့ဒီ2021အခင်းချင်းပေါ့ကျွန်တော်2021အခင်းချင်းလက်ရှိကျွန်တော်ဖြစ်နေတဲ့အခြေအနေကစခဲ့လာကကျွန်တော်2021ကနေစခဲ့တယ် ိ2021အခင်းကြီးနဲ့ပတ်သက်ပြီးတော့ဥလွင်မြက2021အရေးတော်ပုံမှာသူသားကလည်းပါခဲ့တယ်ပေါ့ဗျာမနေ့တင်းတင်းမှာပြန်လွတ်မြောက်လာခဲ့တယ်သူသုံးသုံးကတွေ့ရပါတယ်တွေ့ရတယ်အဲ့တော့သူက2021အရေးတော်ပုံလို့သူသုံးခဲ့ပါတယ်ဘာလဲပေါ့အရေးတော်ပုံနဲ့ကျွန်တော်အကြမ်းဖက်စုဘူးလှုပ်ရှားမှုဘယ်လိုခွဲခြားလဲပေါ့ဒါတော့ကျွန်တော်တို့သူ့ပြန်မေးရမှာပေါ့အရေးတော်ပုံဆိုတာဘာလဲစုဘူးလှုပ်ရှားမှုဆိုတာဘာလဲပေါ့ကျွန်တော်ဒါတော့ဒီဥလွင်မြက်ကိုပြန်မေးရမယ့်ကိစ္စဖြစ်ပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒါရုပ်ောက်ပွဲကော်မရှင်ရဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ပြန်ပြီးတော့ကျွန်တော်တို့ရှင်းလင်းချက်တင်ပြပါမယ်ဒီအချိန်နဲ့ပတ်သက်ပြီးတော့ဒါကိုနော်တော်လေးကလည်းကျွန်တော်တို့ပြီးခဲ့တဲ့ရက်ကရွေးကောက်ပွဲကော်မရှင်အဖွဲ့ကိုမေးတယ်ကျွန်တော်တို့ကလည်းပြီးခဲ့တဲ့ရက်ကဒီ YMBA YMB အခမ်းအနားရောက်တော့ YMB အခမ်းအနားသွားတဲ့အခါမှာကျွန်တော်တို့ရန်ကုန်ဟိုတယ်မှာတဲကြတယ်ပေါ့ရန်ကုန်ဟိုတယ်မှာတဲကြတော့ကျွန်တော်အဲ့ဒီဖိုင်လေးတွေ့တယ်ဗျာဟာကျွန်တော်တေချာနားထောင်နှစ်ကောက်သုံးကောက်နားထောင်တယ်သူဘာကိုကြည့်ရတာလဲပေါ့ဟိုကျွန်တော်လည်းနားကြလွဲမှာဆိုလို့ပေါ့သူကအဲ့မှာကျွန်တော်2021အရေးတော်ပုံလုံးသုံးသွားတယ်ဒါသူရကျွန်တော်မဝင်တိုင်းမှာ ဲ့နောက်ပိုင်းမှာကျွန်တော်တို့ကျွန်တော်တို့ကကိုနောင်တော်လေးပြောပြဆိုပြကြတယ်ပေါ့ပြီးတော့ကျွန်တော်ကိုနောင်တော်လေးကဒါကျွန်တော်တို့ယူကဘွယ်ကော်မရှင်ဘွယ်ကိုမေးမယ်ဒါဥရနေညီမညီပေါ့သွားလိုက်မေးတယ်ပေါ့ဗျာမေးတဲ့အခါမှာယူကဘွယ်ကော်မရှင်ကဒီနိုဝင်ဘာလ17ရက်နေ့မှာပြန်ပြီးတော့ပြန်ရှင်းတယ်ပေါ့ဗျာပြန်ရှင်းတယ်ပေါ့အဲ့မှာဗိုက်ထားလဲဆိုတော့ဗိုက်ထားလဲဆိုတော့ဦးလမြားအကြဘတ်လှုပ်ရှားမှုအကြဘတ်လှုပ်ရှားမှုများကိုထောက်ခံအားပေးပြောဆိုသူဖြစ်သဖြင့်နဲ့ကိုယ်စားလောင်းရေရှင်နဲ့ပြည်ဦးမှုရှိမရှိပေါ့ဒါကကိုနော်တော်လေးကမေးတယ်ပေါ့အဲ့မှာကျွန်တော်ယူကဘွယ်ကော်မရှင်ပြန်ဖြေတယ်ပေါ့ မေကောပေါ့အကြောင်းအရာမှန်ကန်ပါကတရားစွဲအဖွဲ့စည်းများကတတ်ဆိုင်ရာဥပဒေဖြင့်အရေးယူဆောင်ရမည်ဖြစ်ပါသည်တဲ့ထို့သောအရေးယူဆောင်ရပြည်လင်းနဲ့ပြည်တော်စုရွေးကောက်ပွဲကော်မရှင်ကလည်းလွှတ်တော်ကိုယ်စားလှယ်လောင်းနှင့်တတ်ဆိုင်သောလွှတ်တော်ရွေးကောက်ပွဲဥပဒေပြဋ္ဌာန်းချက်များဖြင့်ဆက်လက်အရေးယူဆောင်ရမည်ဖြစ်ပါကြောင်းဖြေကြားအပ်ပါသည်ပေါ့ဗျာအမှကျွန်တော်ရွေးကောက်ပွဲကော်မရှင်ပြောတာရှင်းပါလေသူရဲ့ဥလွင်မြေရဲ့ဒီမဲဆွယ်စည်းရုံးနဲ့စကရရတွေနဲ့ပတ်သက်ပြီးပြောဆိုမှုနဲ့ပတ်သက်ပြီးတော့ ဒီပြောဆိုမှုတွေအမှန်ကန်တယ်ပေါ့မှန်ကန်ပါကတရားစွဲအဖွဲ့အစည်းများကတဆိုင်ရာဥတွေဖြင့်အရေးယူဆောင်ရမှာဖြစ်ပါတယ်။တနည်းအားဖြင့်ကျွန်တော်တို့ဒီပြည်ထောင်ဝင်ကြီးဌာနကိုနားလည်ရပါတယ်။နားလည်ရပါတယ်။ပြည်ထောင်ဝင်ကြီးဌာနအနေနဲ့သို့မဟုတ်ကျွန်တော်တို့အခြားသောခြားသောကျွန်တော်တို့အဖွဲ့အစည်းများအနေဖြင့်တဆိုင်ရာဥတွေဖြင့်အရေးယူဆောင်ရမှာဖြစ်ပါတယ်။ထို့သောအရေးယူဆောင်ရပြီးလင်းပြောင်းရွက်ောက်ပွဲကော်မရှင်ကလည်းလွှတ်တော်ကိုယ်စားလှယ်လောင်းနဲ့တဆိုင်သော လွတ်တော်ရွေးကောက်ပွဲဥပဒေပြဋ္ဌာန်းချက်များဖြင့်ဆက်လက်အရေးယူဆောင်ရမ်းတော်မူဖြစ်ပါသည်တဲ့ဒါတော့ကျွန်တော်တို့ရွေးကောက်ပွဲကော်မရှင်ရဲ့ရွေးကောက်ပွဲကော်မရှင်ကကျွန်တော်တို့ပြန်ပြီးရှင်းလင်းကြပါဒါတော့ကျွန်တော်တို့ဥလွင့်မြေရဲ့မဲဆွယ်စီအုံနဲ့ပန်ဖလက်ပါပန်ဖလက်ဖြစ်ပါတယ်သူရဲ့ပန်ဖလက်မှာတော့ဗျာအမှရေးသားထားတာတွေ့ရပါတယ်ဥလွင့်မြေတီရဲ့နိုင်ငံရေးကျင်းသာဟောင်းအဖကိုကိုကျွန်းပြန်ကြီးဥတန်းပမညာတာပြည်တန်းအမိဒေါ်ခင်ခင်တို့မှာတဲ့၁၉ရက် 6လ59နဲ့ဘကိုတိုင်းပြည်မျိုးတွေမူဖွားခဲ့ပါတယ်စသဖြင့်ပါဗျာအဲ့မှာသူရေးသားတာတွေ့ရတယ်ပြီးရင်အဲ့ပပလတ်မှာလည်းပါပါတယ်2021နွေဦးတော်လန်ရေးနောက်ပိုင်းကာလတွေနဲ့တားဖြစ်သူကိုတားထိုက်ဦးကိုတဲ့ပုံမှန်99နိုင်ငံရေးပုံမှန်ဖြစ်အင်းစင်ထောင်တွင်အဖမ်းခံရစဉ်တွင်လဲထောင်တွင်နိုင်ငံအကျဉ်းသားများအထွတ်ငွေကြေးနှစ်ထောင်ဝန်စာများငွေကြေးနှစ်ထောင်ဝန်စာပါဆယ်ပေးပို့မှုတို့တွင်လဲတစ်သက်အပောင်းဝင်ကူညီခဲ့ပါတယ်ဒါကြောင့်မြန်မာပြည်ဒီပိုစီ ဒီမိုကရေစီရဲ့အတွက်နိုင်ငံမျိုးဆက်၃ဆက်နိုင်ငံအကျဉ်းသားများဖြစ်ကြတဲ့အတွက်မဲပေးဖို့ပေါ့ဗျာဥလိုမျိုးကိုမဲပေးဖို့တဲ့သူကပြောခဲ့ပါတယ်အဲ့တော့ဒါတော့သူ့ရဲ့ပန်ဖလက်ပါအဲ့မှာကျွန်တော်တို့2021အခင်းညင်းကိုအနွေဦးတော်လိုင်းရေးလို့တုံးသွားပါတယ်အဲ့တော့ဒါတော့ကျွန်တော်ဥရင်ညီမကြီးကတော့တက်ဆိုင်ရာကျွန်တော်တို့ဟိုတက်ဆိုင်ရာဝန်ကြီးဌာနရဲ့ဆုံးဖြတ်မဲ့ကိစ္စပါဒီမှာကျွန်တော်တို့ဒါကဝန်ကြီးဌာနရဲ့အဲဒီဥလိုမျိုးရဲ့မဲဆွယ်စည်းရုံးနဲ့အချင်းလေးကိုလကတဖွင့်ပြတာကဥလိုမျိုးရဲ့မဲဆွယ်စည်းရုံးနဲ့ ဗီဒီယိုဖိုင်ဒါကကျွန်တော်ဥလင်မြေရဲ့ pamphlet တပ်ပြီးရှင်းတာကကျွန်တော်ရွေးကောက်ပွဲကော်မရှင်ရဲ့ရှင်းလင်းချက်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တရားစွဲဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဟိုဘာတွေဆက်ဖြစ်မလဲပေါ့ဗျာဘာတွေဆက်ပြီးတော့ဆောင်မလဲပေါ့ဒါတော့ကျွန်တော်ဆက်ရှိကြည့်ရမှာဖြစ်ပါတယ်ဆက်ကြည့်ရမှာဖြစ်ပါတယ်အဲ့မှာတော့ကျွန်တော်တို့ရွေးကောက်ပွဲကော်မရှင်ရဲ့ရှင်းလင်းချက်မှာတော့ဒီလိုမျိုးအကြောင်းအရာတွေသူကပြောဆိုမှုတွေမှန်ကန်ပါကားတဲ့တရားစွဲအဖွဲ့အစည်းများကသက်ဆိုင်ရာဥပဒေဖြင့်အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်တဲ့ထို့သောအရေးယူဆောင်ရွက်ပြီးလင်း ပြည်အောင်စုရုပ်ောက်ဝဲကော်မရှင်ကလည်းလွှတ်တော်ကိုယ်စားလှယ်လောင်းနဲ့တက်ဆိုင်သောလွှတ်တော်ရုပ်ောက်ဝဲဥရေပြတဲ့ချက်များဖြင့်ဆက်လက်အရေးယူဆောင်ရမည်ဖြစ်ပါကြောင်းဖြေကြားအပ်ပါသည်ပေါ့ဗျာဒီလိုမျိုးတော့ရှိပါတယ်အဲ့တော့ဥက္ကုကိုကြီးပါတီကနေပြီးတော့ကျွန်တော်တို့ဒီသင်္ကန်းကျွန်းသင်္ကန်းကျွန်းပြည်သူလွှတ်တော်ကိုယ်စားလောင်းပြေဝင်ရောက်ရှင်းမြိုင်မြဲဥလူမြင့်ဆက်ပြီးတော့ဆက်ပြီးတော့သူဆက်ပြီးတော့ကျွန်တော်တို့ရှင်းမြိုင်ခွင့်ရမရဘယ်လိုဆက်လုပ်လာမလဲပေါ့ဒါတော့ကျွန်တော်တို့ဆက်ဖြစ်လာမလဲပေါ့ဒါတော့ကျွန်တော်ဆက်ပြီးကြည့်ရမှာဖြစ်ပါတယ်ဆက်ကြည့်ရမှာဖြစ်ပါတယ်နောက်ထပ်သင်ဖို့ဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့ ဒါကတော့ကျွန်တော်အိန္ဒိယမြန်မာနှစ်နိုင်ငံသာသနာပြုဆရာဝန်ပတ်သက်ပြီးတော့အချိန်နေအချင်းချုပ်ကိုဆက်ပြီးတင်ပြပါမယ်ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ပြီးခဲ့ရက်ကလည်းကျွန်တော်တင်ပြခဲ့ပြီးဖြစ်ပါတယ်ဆရာရဲ့အချိန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ထပ်မံရရှိလာတဲ့အချက်အလက်အချို့ကိုတင်ပြပါမယ်ဆရာတော်ဒေါက်တာဝိတုဒပြီးရင်ကျွန်တော်တပည့်ဖြစ်တဲ့ကိုရင်ကြီးပေါ့ဗျာလူနာမည်ဆိုရင်တော့နေမျိုးအောင်ပြီးရင်ကျွန်တော်တို့ဒိုင်းကာမှာဖြစ်တဲ့ဒေါခင်မိုးအေးတို့ကတဲ့2025ခုနှစ်စတလပိုင်း9ရက်နေ့မှာရွှေဘုံမြို့မဟာဝိတုဒရာမ ဗုဒ္ဓဂ ਾਇ အကြောင်းကနေပြီးတော့ရွှေသစ္စာရင်လိုက်နဲ့ရွှေဘွားနေပြီးတော့ရန်ကုန်ပြန်ပါတယ်ရန်ကုန်ပြန်လဲထွက်ခွာကြပါတယ်အဲ့ဒီနေ့မှာပဲနနက်ဆယ်နိုင်ခတ်မှာတဲ့ရွှေဘုံမြို့အနောက်ဘက်ကင်းပြားရွာရောက်မှာပြည်ရဲတွေကကားကိုရက်ခိုင်းပါလေရက်ခိုင်းပြီးတော့ရင်းမောမောပါလာတဲ့အိန္ဒိယမြန်မာသာသနာပြုဆရာကြီးဖြစ်တဲ့ဒေါက်တာဝိတုဒကိုရင်ကြီးပေါ့ဗျာလူမျိုးကတော့နေမျိုးအောင်တက္ကမဖြစ်တဲ့ဒေါက်ခင်မွေးတို့ကိုတောင်းတော်တို့ကိုပြည်ရဲက အဲ့ဒီနေရာမှာပဲကျွန်တော်လူဝင်လဲပြီးတော့ဖမ်းဆီးခေါ်ဆောင်ခဲ့ပါတယ်အဲ့ဒီနေ့မှာပဲ PJ တွေကအဲသူတို့ရဲ့လက်ကင် ဖုန်းနဲ့ပဲဆရာတော်ရဲ့တပည့်ကိုဆက်တယ်ပေါ့ PJ တွေကသူ့ရဲ့ဖုန်းနဲ့ဆရာတော်ဖုန်းပြောခိုင်းတယ်ပေါ့ဖုန်းပြောခိုင်းတယ်ဘယ်ဘယ်ဘယ်ကျောင်းတက်ကဘယ်ကျောင်းတက်ကဆရာတော်ဖုန်းပြောခိုင်းလဲဆိုတော့ခုနကဆရာတော်စပြီးကြွလာခဲ့တဲ့ရှုပ်ဝမြို့မှာရှိတဲ့မဟာဝိသုဒရာမဗုဒ္ဓဂယအကြောင်းမှာရှိတဲ့ဆရာတော်ကြီးရဲ့တပည့်တွေနဲ့ဖုန်းပြောခွင့်ရခဲ့တယ်ဖုန်းပြောတယ်ပေါ့ဗျာအဲ့ဒီမှာ PJ တွေကဆရာတော်ကြီးကိုဖိအားပေးတယ်ပေါ့ live ဖက်နှစီး လာဖို့ပါလိုက်ထွက်နေစီလာဖို့ရင်မင်းတို့ဆရာတော်ငါတို့လှုပ်ပေးမယ်ပေါ့ဒီလိုမျိုးတုံးတယ်လို့နားလဲရပါတယ်အဲ့တော့ဒီဆရာတော်တွေကလည်းရွှေဘုံမှာရှိတဲ့မာဝိသုဒရာမဗုဒ္ဓဂါယအကြောင်းတိုက်မှာရှိတဲ့တန်ဃာတော်နှစ်ပါးနဲ့ကိုရင်နှစ်ပါးကလိုက်ထွက်ကားနှစ်စီတော့ပို့တယ်ပေါ့သူလည်းအမှကျွန်တော်တို့နီးစက်ရလိုက်ထွက်ကားတွေသူတို့အကူကြီးတောင်းတယ်ပေါ့တချို့ကြလည်းကျွန်တော်တို့ဘလို့ဒီဝယ်လိုက်လာပါလားတော့ကျွန်တော်ဒီပုံမှာအသေးသေးမသိဘူးလိုက်ထွက်ကားနှစ်စီးပေးရင်ဆရာတော် ਨੇ ကိုရင်ကြီးအပါဝင်တန်ကမားတို့ပြန်လှုပ်မယ်လို့ပြောတယ်အဲ့လာ ਨੇ လာနေကျွန်တော်တို့ဒီတန်ဃာတော်တွေကလည်းအမှုဆရာတော်ကြီးအသက်မသေးဘူးအသက်မခံရဘူးအတွက်လိုက်ထွက်နေစီကိုတောပို့ပါတယ်တဲ့နိုဝင်ဘာလ9ရက်ညနေ4နာရီခန့်မှာ4နာရီခန့်မှာကျွန်တော်တို့ဒီဦးစင်းနှပါနဲ့ကိုရင်ကိုရင်နှပါကရွှေဘုံမြို့မှာရှိတဲ့ကျွန်တော်တို့ရွှေဘုံမြို့နယ်ကင်းပြားရွာအဲဒီကင်းပြားရွာမှာ PDF ကိဖွင့်လာတယ်အဲဒီကိုတောပို့ရတယ်အဲဒီကိုတောပို့တဲ့အခါမှာလည်းဒီကိုရင်ကြီးကိုရင်ကြီးအကိုရင်နဲ့ဦးစင်းကိုအမ၄ပါးဖြစ်တာပေါ့ဗျာဦးစင်းနှပါကိုရင်နှပါ အေးဦးစင်းဦးစင်းဦးစင်းတစ်ပါးနဲ့ကိုရင်တစ်ပါးတနေရာခွဲသိတယ်ပြီးရင်ကျွန်တော်တို့ဦးစင်းတစ်ပါးနဲ့ကိုရင်တစ်ပါးတက်တက်ခွဲသိတယ်ခွဲသိတယ်ပေါ့ဗျာ BD ရတဲ့ခွဲသိတယ်ခွဲသိပြီးတော့မနက်ခင်းမှာကျွန်တော်တုတ်တုတ်အ3ဘိန်းပေါ့3ဘိန်း3ဘိန်းပေါ့တရုတ်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 3ဘိန်းဆိုင်ခဲ့ပေါ့တရုတ်3ဘိန်းဆိုင်ခဲ့နဲ့ကျွန်တော်တို့တင်းမြို့ရှုဖို့ပြန်ခိုင်းလိုက်တယ်ပေါ့ပြန်သွားကြတယ်ဆရာတော်ကပြန်မထည့်ပြလိုက်ဘူးဆရာတော်နဲ့ပြီးရင်ခုနကခုနကဒီကိုရင်ကြီးပေါ့ကိုရင်ကြီးရတဲ့ကမ္မတော့ပြန်မထည့်ပြလိုက်ဘူးပြန်သွားကြရတယ်ပေါ့ပြန်သွားကြပြီးတော့ဒီပြိုင်နဲ့နောက်နေ့ဒီ6ရက်နေ့6ရက်နေ့မှာတခါထက်ဆက်တယ်ပေါ့ ချောင်းမှာတကထက်ဆက်တယ်ကိုနကဆရာတော်ထက်ဆက်တယ်ပေါ့ထက်ဆက်တဲ့ခါမှာဘာဆက်လဲဆိုတော့ဒီဆရာတော်အတတ်မခံခြင်းပေါ့မတအတတ်မခံခြင်းခရောင်းကားပေါ့ခရောင်းကားတစ်စီးခရောင်းကားတစ်စီးနဲ့ငွေကြက်သိန်း30လည်းလာယူဖို့မူလသတ်မှတ်ထားတဲ့နေရာပဲလာယူဖို့သိရတော့ကျွန်တော်ဂိတ်ဒီဂိတ်ဒီဂိတ်ဒီမှာတို့ PDF တွေကတောက်ချောက်တောက်ချောက်ကင်းထောက်ပြီးတော့ခေါ်သွားလို့သိရတယ်ကျွန်တော်ထက်သိနောက်ဆုံးသိရတဲ့အချိန်လေးပေါ့အဲကင်းမြောက်ရွာပဲကင်းမြောက်ရွာပဲတော့ပို့ပါတယ်ကင်းမြောက်ရွာပဲတော့ပို့ပါတယ် ခရောင်းကားတစ်စီးနဲ့ငွေကြေးသိန်း300တော့ပို့ရတယ်တိုးတော့လည်းပဲဆရာတို့ကြိုးပြတ်မလှုပ်ဘူးပြတ်မလှုပ်ဘူးအဲ့တော့ဒီနေ့ဆိုရင်ကျွန်တော်တို့က16နှစ်နေဖြစ်သွားပြီ16နှစ်နေဖြစ်တဲ့အခါကျတော့နိုဝင်ဘာလ16နှစ်နေဖြစ်သွားပြီစဖန်နာကငိုင်းနေဒီနေ့ဆိုနိုဝင်ဘာလ16နှစ်နေဖြစ်သွားပြီ16နှစ်ဖြစ်တဲ့အခါကျတော့ဆရာတို့ကြီးရဲ့တပည့်ယဟန်နေတပည့်ယဟန်နေတိုက်ကတိုက်ခဲ့မှာလေတော်တော်လေးကိုစိတ်ပူနေကြတယ်ဆရာတို့ကြီးကပတ်သက်ပြီးတော့တက်ပြစ်လိုက်ကြပြီလားဒီတိုင်းပဲချုပ်ထားသလားမေးဖို့နေမေးလာပြီတော်တော်လေးစိတ်ပူနေကြတယ်ဆရာတို့ကြီးအဲ့တော့ ဒီလိုဆရာတော်ကြီးကိုအကယ်၍မြန်အကယ်၍ပေါ့ဗျာကျွန်တော်တို့ဒီဘုမဖြစ်ပါစေတော့ကျွန်တော်ဆုတောင်းတယ်အကယ်၍မြန်ပြည်ရဲတွေကဆရာတော်ကြီးကိုတတ်ဖြတ်ခဲ့သည်ရှိတော့လောက်ခဲ့ရင်ပေါ့လောက်ခဲ့ရင်တော့ကျွန်တော်တို့ဒါကြီးကတမိုင်းမှာတမိုင်းဆိုပြီးပဲဗျာတမိုင်းဆိုပြီးပဲတမိုင်းဆိုပြီးဖြစ်သွားပြီဗျာဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ထပ်သိရတာကဒီမြင်းစည်းရွာပေါ့မြင်းစည်းရွာသားမြင်းစည်းရွာသားပြည်ရဲကောင်းဆောင်ဖြစ်တဲ့စိုးလွင်ခပေသီးပေါ့စိုးလွင်ခပေသီးကလည်းဒီမှာကျွန်တော်တို့ပအဝင်ပတ်သက်တယ်လို့သိရတယ် သိရမြင်းစည်းဝါတာမြင်းစည်းဝါတာဖြစ်တယ်အဲ့တော့ဒီဆရာတော်ကြီးရဲ့အခြေအနေနဲ့ပတ်သက်ရင်တော့ကျွန်တော်တို့ဒီတက်တော့ကျွန်တော်ထပ်ပြီးတော့မတင်ပြလို့တော့ဘူးဘာကြောင့်လဲဆိုတော့ဆရာတော်ကြီးရဲ့ပတ်သက်ရင်ကျွန်တော်ရဲ့တရင်ကြောင့်ဆရာတော်ကြီးပုံမှာတက်ရောက်မှုတွေရှိသွားနေဟိုမရှိစေချင်ဘူးပေါ့ဗျာမရှိစေချင်ဘူးအဲ့တေချာတာကတော့ဒီဆရာတော်ကြီးကိုဖမ်းခဲ့တာကအန်ယူဂျီအုပ်စုတွေဖမ်းခဲ့တာအန်ယူဂျီအုပ်စုတွေဖမ်းခဲ့တာအန်ယူဂျီကနေပြီးတော့တိုက်ရိုက်ခံထားတဲ့သူတို့သူတို့အခေါ်ပေါ့မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ခေါ်တာပေါ့ဒီဖွဲ့ကြီးကဖမ်းခဲ့တာသူတို့ရဲ့ဂိတ်ရှိတဲ့နေရာကကင်းပြရွာပါကင်းပြရွာပါကျွန်တော် ဟိုဒီွာလဲကျွန်တော်တို့တမိုင်းမှာမှတ်တမ်းစိုးဖြစ်သွားနိုင်တာပေါ့ကင်ပြားရွာကင်ပြားရွာမှာရှိပြီးရဲကိတ်မှာဖမ်းခဲ့တာဖမ်းခဲ့တာဖြစ်တယ်အော်ဆရာကြီးနဲ့ပတ်သက်ရင်ဆရာကြီးနဲ့ပတ်သက်ရင်ကျွန်တော်တို့တပည့်တပည့်တိုင်းကမှတော်တော်ကြီးစိုးရင်နေရတယ်ပြီးရင်ကျွန်တော်တို့ဆရာတော်ကြီးရဲ့ဆရာတော်ကြီးကကျွန်တော်တို့ဆရာတော်ကြီးပြီးရင်ဆရာတော်ကြီးကကျွန်တော်တို့ဒါစာရင်းလိုက်မှာတိုင်းတက်ခဲ့တဲ့ဆရာတော်တန်ခါတော်ကြီးတွေဆရာတော်ကြီးရဲ့တပည့်တွေတော်တော်ကြီးကိုစိတ်ပူနေရပါတယ်အဲ့တော့ ဒီကျွန်တော်တို့ဒီနေရာမှာတင်ပြချင်တာကကျွန်တော်တို့ဒီသတင်းနဲ့ပတ်သက်ရင်ကျွန်တော်အများကြီးမတင်ပြချင်ပါဘူးအဲ့တော့သမိုင်းမှာဒီသမိုင်းကတိတ်ပြီးတော့ကျွန်တော်တို့အရေးကြီးပါတယ်ဆရာကြီးရဲ့ကျမ်းမာရေးနံပါတ်၁ချက်ကကျမ်းမာရေးနံပါတ်၂ကဆရာကြီးအသက်ရှင်ရက်တည်ခွင့်နဲ့ပတ်သက်ပြီးတော့ဆရာကြီးအသက်ရှိရအသက်မရှိဘူးအဘယ်နေ့ပြန်လုံးမယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ PDF တွေအနေနဲ့တနည်းပြအန်ယူဂျီအုပ်စုတွေအနေနဲ့အသက်တိရှိရှိတော့ကျွန်တော်တို့တတိရှိရှိတော့ထုတ်ပြန်မှုလို့တယ်ထုတ်ပြန်မှုလို့တယ်ဆရာကြီးအရန်ကြီးကိုကျွန်တော်စိတ်ပူနေကြတယ်အဲ့တော့ခင်ဗျားတို့လည်းဗုဒ္ဓဘာသာတွေပဲဗျခင်ဗျားတို့လည်းဗုဒ္ဓဘာသာတွေပဲ ခင်ဗျားတို့လက်ချက်နဲ့သိဆုံးသွားခဲ့ရတဲ့ဆရာတွေမနေဘူးပဲကိုင်းငယ်တွေမနေဘူးပဲမေတီလာရှင်တောင်ပါသေးတယ်အဲ့တော့ခင်ဗျားတို့ကဗုဒ္ဓဘာသာနဲ့ပတ်သက်ရင်ခင်ဗျားတို့မှာတမိုင်းစိုးတွေဘလောက်ရှိသွားပြီလဲဆိုတော့ခင်ဗျားတို့ကိုယ်တိုင်သိပါတယ်အဲ့တော့ကျွန်တော်ဒီသင်ပြချက်ချင်တာကဆရာတို့နဲ့ပတ်သက်ပြီးတော့ခင်ဗျားတို့တောင်းတဲ့ပစ္စည်းတွေကိုဆရာတို့ရဲ့တပိတပိတိုင်ကမှလည်းပေးခဲ့ပြီးသွားပြီပထမ light train နှစ်စီးပေးခဲ့ပြီးသွားပြီနောက်တဲ့ crown card တစ်စီးနဲ့ငွေကျပ်သိန်း30ထပ်ပေးပြီးသွားပြီအဲ့တော့ဆရာတို့နဲ့ပတ်သက်ရင်ကျွန်တော်တို့အများကြီးမျှော်လင့်ပါတယ်ပြန်လည်လွတ်မြောက်ဖို့ကျွန်တော်မျှော်လင့်ပါတယ်ခင်ဗျားတို့လက်မလွန်ဖို့လိုတယ် နှုတ်မပိတ်ဖို့လိုပါတယ်အဲ့တော့ဒီသတင်းကပတ်သက်ပြီးတော့ကျွန်တော်တို့ဒါကဘာလဲစောင့်ကြည့်နေတယ်ဗုဒ္ဓဘာသာဝင်တွေပေါ့ပြည်တွင်းပြည်ပဗုဒ္ဓဘာသာဝင်တွေစောင့်ကြည့်နေတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ဆရာတော်ကြီးနဲ့ပတ်သက်ရင်ကျွန်တော်အများဆုံးပြန်လွတ်လာဖို့ပြန်လွတ်မြောက်လာဖို့အတွက်ဆရာတော်ကြီးရေဆရာတော်ကြီးရဲ့တပိဒါကမာတွေမျှော်လင့်နေကြပါတယ်ဒါနဲ့ပတ်သက်ပြီးတော့အနူကြီးအုပ်စုတွေပါဆက်လုပ်မလဲကျွန်တော်တို့စောင့်ကြည့်ပါမယ်နောက်ထပ်သတင်းကိုဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့ထိုင်းမြန်မာနယ်စပ်ကြောမှရှိတဲ့ကေကေဘက်ကိုအမျိုးသားအမျိုးသားရေးတောင်းဝန်တရအနေဖြင့်အပြေးတိုင်းရှင်းလင်းသွားမယ်လို့တချို့ကြီးကပြောခဲ့တဲ့အခြေအနေပါ တချို့ကြီးကဒီအပိုင်းမှာဒီအပိုင်းမှာကျွန်တော်ကင်းမီနယ်ဖန်အမျိုးကိုသွားခဲ့တယ်ပြီးတော့ကျွန်တော်မော်လမြိုင်မြို့ကိုသွားခဲ့ပါတယ်မွန်ပြည်နယ်မော်လမြိုင်မြို့ကိုသွားခဲ့ပါတယ်ဒီရဲ့ခီးစင်နဲ့ပတ်သက်ပြီးတော့အချက်လက်များထဲမှာအချက်လက်အချို့ကိုကောင်းထုတ်ပြီးတင်ပြပေးခြင်းပါတယ်အဲ့ဒီမှာတချို့ကြီးရဲ့ဒီကင်းမီနယ်ဖန်အမျိုးခီးစင်မှာတင်ပြပါမယ်ဒီခီးစင်ကနိုဝင်ဘာလ19ရက်နေ့ကဒီဖန်အမျိုးမှာကင်းမီနယ်ဖန်အမျိုးမှာဌာနဆိုင်ဝန်ထမ်းတွေပြီးရင်ကျွန်တော်တို့မြို့မြို့ဖွားတွေအပါဝင်ကျွန်တော်တို့ဒီကင်းမီနယ်မှာရှိတဲ့ကင်းမီနယ်မှာရှိတဲ့ လူမှုအကျိုးပြုဆောင်နေတဲ့ပုံကိုယ်တွေနဲ့တွေ့ဆုံခဲ့ပါတယ်။ဒီတွေ့ဆုံမှာတချို့ကြီးပြောခဲ့တဲ့မိန်ကုန်းတွေကနေပြီးတော့အချက်လက်ချက်ကိုအကောင့်ထုတ်ပြီးတင်ပြပေးပါမယ်။ဒါကမွေးနိုင်တင်ပြခြင်းဖြစ်ပါတယ်။ KB နဲ့တီးတဲ့နိုင်ငံလွတ်လပ်ရေးရပြီးချိန်ကလေးကလက်နက်ကိုင်တောင်းကျမှုများကြောင့်တည်ငြိမ်အေးချမ်းမှုများပြည့်ယွန်းပြီးတော့ပြည်내အတွင်းနေထိုင်တဲ့ပြည်သူများထိခိုက်ရတဲ့ကဲ့သို့နိုင်ငံတော်နေဖြစ်လဲထိခိုက်မှုများစွာရှိပါတယ်။ KB နဲ့တည်ငြိမ်အေးချမ်းမှု ပြောင်းအောင်လှုပ်ဆောင်နေသူများသည်ကင်မီနယ်အတွင်းရှိလက်နက်ကင်ဖွဲ့စည်းများပင်ဖြစ်ပါတယ်အဲ့တော့ဒီကင်မီနယ်ကကျွန်တော်တို့လွတ်လပ်ရေးရပြီးချိန်မှသည်တောင်းကျမှုတွေတောက်လျှောက်ဖြစ်တယ်ပေါ့အဲဆက်ထုတ်ကြည့်ပါပဲကျွန်တော်တို့ဒီတောင်းကျမှုတွေကြောင့်ဒေသခံပြည်သူတွေထိခိုက်သလိုပဲနိုင်ငံတော်အနေနဲ့လည်းထိခိုက်မှုတွေရှိပါတယ်ကင်မီနယ်တည်ချိန်တည်ချိန်အေးချမ်းမှုကိုပြောင်းမှုဖြစ်အောင်ကင်ပြည်နယ်မတည်မငြိမ်ဖြစ်အောင်လုပ်နေတာကကင်မီနယ်အတွင်းမှာရှိတဲ့လက်နက်ကင်ဖွဲ့စည်းများပင်ဖြစ်ပါတယ်တည်ချိန်အေးချမ်းမှုများရှိမှသာလျှင်ပညာသင်ကြားနိုင်မယ် ီသူများရဲ့အကြမ်းမာရေးဆောင်ရှောက်မှုလုပ်ငန်းတွေဆောင်ရနိုင်မယ်။ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေများစွာကိုဒေသဖွံ့ဖြိုးရေးလုပ်ငန်းများစွာကိုဆောင်ရနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်ပြည်내ဖွံ့ဖြိုးတိုးတက်ရေးကိုဖြည့်ဆည်းနေသည့်ဖြည့်ဆည်းနေသည့်တည်ငြိမ်အေးချမ်းမှုပြည်ယုံအောင်လှုပ်ဆောင်နေမှုများကိုပြည်내အတွင်းနေထိုင်သူများအနေဖြင့်နီလန်းပေါင်းစုံဖြင့်ကာကွယ်ဆောင်ရွက်သွားရန်လိုအပ်ပါတယ်။နိုင်ငံတော်နေဖြင့်လဲကေပီနယ်ဒေသအတွင်းတည်ငြိမ်အေးချမ်းမှုပြည်ယုံအောင်လှုပ်ဆောင်နေသူများကိုရှင်းလင်းဆောင်ရွက်လည်ရှိပါတယ်။အဲ့တော့ ပြည်မီနယ်ကြီးမတိမငင်ဖြစ်ဖို့ဆောင်နေတဲ့အဖွဲ့အစည်းတွေကိုနိုင်ငံတော်အနေနဲ့ဒါရှင်းလင်းဆောင်ရွက်လည်းရှိနေတယ်လို့တက်ချုပ်ကြီးကပြောခဲ့ပါတယ်။ဆက်ပြီးတော့ online ငွေကြေးလိမ်လည်မှုများနဲ့ online လောင်းကစားလုပ်ငန်းများဆောင်ရွက်လည်းရှိတဲ့ဆောင်ရွက်လည်းရှိတဲ့မြန်မာထိုင်းနေဆက်မှာရှိတဲ့ KK ဘတ်နေရာတက်မတော်နေဖြင့်ရှင်းလင်းရှင်းလင်းဆောင်ရွက်လည်းရှိနေပြီးတော့အမျိုးသားဝန်အမျိုးသားရေးတာဝန်တရက်နေဖြင့်အပြည့်အစုံရှင်းလင်းဆောင်မှာဖြစ်ပါတယ်။တနည်းအားဖြင့်ကျွန်တော်တို့ဒီထိုင်းမြန်မာနေဆက်ကြောမှာရှိတဲ့ KK ဘတ် အဲ့ဒီနေရာမှာရှိတယ်ကျွန်တော်တို့ဒါကြားပြလုပ်ငန်းများနဲ့ပတ်သက်တဲ့နေရာတွေတောက်လျှောက်မျိုးသားရေးတောင်းတတဲ့တောက်လျှောက်ရှင်းနေပါမယ်တဲ့လက်ရှိတဲ့ကျွန်တော်တို့မိုင်းခွဲပြည့်စည်ရှင်းနေရရှိနေပါတယ်ဒါကကျွန်တော်တို့ဒါကကြီးတက်ချုပ်ကြီးရဲ့ကင်မီနယ်ဖန်မျိုးမှာပြောခဲ့တဲ့မိကုံးများထဲမှာအချက်လက်ချုပ်ကိုကောက်ထုတ်ပြီးတင်ပြပေးခဲ့တာဖြစ်ပါတယ်နိုဝင်ဘာလ16ရက်နေ့မှာထပ်ပြီးတော့မွန်ပြည်နယ်မော်လမြိုင်မြို့မှာရှိတဲ့ကျွန်တော်တို့မြို့မီမြို့ပါလေးဌာနဆိုင်ရာတွေတွေ့ဆုံခဲ့ပါတယ်အဲ့ဒီမှာဆိုရင်လည်းပဲတက်ချုပ်ကြီးရဲ့မိကုံးများထဲမှာအချက်လက်ချုပ်ကိုကောက်ထုတ်ပြီးတင်ပြပေးခြင်းပါတယ် နေဆက်ဒေတာများ၌တည်ငြိမ်အေးချမ်းမှုအားနည်းလာသဖြင့်အချို့သောနေဆက်ကိန်းများကိုပိတ်ထားရပါတယ်တဲ့အချို့သောဝန်ထမ်းများနိုင်ငံတော်အစိုးရနဲ့ငြိမ်းချမ်းရေးရောက်ထားသောတိုင်းဒေသလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့်နိုင်ငံအပေါ်တိစ္ဆာစောင့်တမှုမရှိဘဲနဲ့၎င်းတို့ရဲ့ကိုကြိုးစည်းဝါအတွက်တရားမဝင်ကုံတုံမှုများတွင်ပါဝင်ပတ်သက်လျက်ရှိပါတယ်တဲ့အဲ့တော့တော့ကျွန်တော်တို့နေဆက်ကိန်းတွေနဲ့ပတ်သက်ပြီးတော့ဒါဒါကျွန်တော်တို့အချို့သောဝန်ထမ်းတွေပြီးရင်ကျွန်တော်တို့လက်နက်ကိုင်အဖွဲ့တွေကကိုကြိုးစည်းဝါအတွက်စာဝင်နေကြပါတယ်ပြီးရင် ူကတော့တရားမဝင်ကုံတမှုများစောင့်ဝဲနေသဖြင့်စောင့်ဝဲခြင်းဖြင့်နေဆက်ဒေတာများရှိလက်နက်ကိုင်အဖွဲ့အစည်းများကိုတပ်ဆိုးရှေမီဖြစ်တဲ့ကဲ့သို့နိုင်ငံတော်အနေဖြင့်လဲရာသင်ရတိုက်တဲ့အခွန်ကားများရရှိမှုမရှိသေးတဲ့အတွက်ထိခိုက်နေနိုင်ရပါလေအလားတူနေဆက်ဒေတာများ၌အွန်လိုင်းလိမ့်လည်းအသုံးပြုမှုအွန်လိုင်းလောင်းကစားမှုကျူးလွန်ကျူးလွန်နေသူများ မရှိစေရေးအလေးထားဆောင်ရွက်လက်ရှိပြီးတော့၎င်းတို့အခြေပြုလျက်ရှိတဲ့အခြေခံအဆောက်အအုံများကိုဖယ်ရှားရှင်းလင်းခြင်းများ ဆောင်းလည်းရှိပါတယ်ဆက်လက်ပြီးတော့လည်းကျွန်တော်တို့အမြင့်ဖြတ်ရှင်းလင်းတော့မှာဖြစ်ပါတယ်လို့ဒါတချို့ကြီးကပြောခဲ့ပါတယ်အလားတူပါပဲဒိုမာလာ၁၄ရက်နေ့ကတရုတ်နိုင်ငံကူမင်းမြို့မှာကမ္ဘောဒီးယားလာအိုထိုင်းဗီယက်နမ်တရုတ်မြန်မာနိုင်ငံတွေကနေပြီးတော့ကျွန်တော်တို့၆နိုင်ငံပေါ့၆နိုင်ငံတွေကဒီကြားဖြတ်နဲ့ဆက်ဆက်တဲ့လုပ်ငန်းတွေကိုအရှိန်မြင့်နေမှုအတွက်သဘောတူညီချက်လည်းချခဲ့ပါတယ်အဲ့ဒီဆွေးနွေးမှုမှာဆိုရင်အဲ့ဒီအစည်းအဝေးမှာဆိုရင်မြန်မာနိုင်ငံကပြည်ထောင်ဝန်ကြီးဌာနဒုတိယဝန်ကြီးတက်ရောက်ခဲ့ပါတယ်တက်ရောက်ခဲ့ပါတယ်အဲ့တော့ကျွန်တော်တို့ဒီကြားဖြတ်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ အချိန်မြင့်နေပြီတော့ကျွန်တော်တို့ချိန်မုံမှုပါချိန်မုံမှု၆နိုင်ငံအစည်းအဝေးကိုကျင်းပခဲ့ပါတယ်အဲ့မှာကျွန်တော်တို့သဘောတူညီချက်သဘောတူညီချက်များစွာကိုလည်းချမှတ်နိုင်ခဲ့ပါတယ်အလားတူပါပဲကျွန်တော်နိုဘာလာဆန်ရီနေ့ကအမေရိကန်အစိုးရကလည်း online လုံလိမ်လည်မှုလူကုန်ကူးမှုဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ရှင်းလင်းမှုဆိုပြီးတော့အဖွဲ့အစည်းတခုဖွဲ့ခဲ့ပါတယ်တနည်းအားဖြင့်ကျွန်တော်ကြားဖြတ်နေနေအဖွဲ့ပါကြပြန်နေနေအဖွဲ့ကိုဖွဲ့ခဲ့ပါတယ်အဲ့ဒီမှာကျွန်တော်တို့တစ်ဆက်တစ်ဆက်တည်းပဲကျွန်တော်တို့ဒီကင်းလန်းနိုင်ငံအဖွဲ့တွေကိုလည်းအမိပြဆင်းတင်းတာတွေကန့်တတာတွေလောက်ခဲ့ပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ တက်ရောက်မှုတွေတော့ရှိလာနိုင်ပါတယ်။ဘာလို့ဆက်ဖြစ်မလဲပေါ့ဗျာ။ဒါတော့ကျွန်တော်တို့ဆက်ပြီးကြည့်ရမှာဖြစ်ပါတယ်။ဘလို့ပဲဖြစ်ဖြစ်အမေရိကန်ရဲ့ agent တွေကတော့ကျွန်တော်တို့ထိုင်းနိုင်ငံကိုအခြေပြုပြီးတော့သူတို့ရဲ့လှုပ်ရှားမှုတွေလှုပ်လှုပ်ရှားကြမှာပါ။အဲတချို့ကတော့ပြောကြပါတယ်အမေရိကန် agent တွေကထိုင်းနိုင်ငံမှာကျွန်တော်ရောက်နေတာကြာပြီလို့တော့ပြောနေကြပြောနေကြတာရှိပါတယ်။နိုင်ငံတကာမီဒီယာသတင်းတွေမှာလည်းကျွန်တော်ဖော်ပြနေတွေ့ရပါတယ်။အော်အမေရိကန်ရဲ့ကျွန်တော်တို့လှုပ်ရှားမှုတွေအမေရိကန် agent တွေကဒီကြားဖြတ်နှိမ်နှင်းမှုနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးဆောင်မလဲဆိုတော့ကျွန်တော်ဆက်ပြီးတော့ဆောင်ကြရမှာဖြစ်ပါတယ်။အော်ကြားဖြတ်နဲ့ပတ်သက်ရင်တော့လက်ရှိကျွန်တော်တို့ဒီမြန်မာတရုတ် ထိုင်းသုံးနိုင်ငံကအရှိန်မြင့်နေပြီးတော့ဆောင်ရွက်လက်ရှိနေသလိုပါပဲနိုဘာလ14ရက်နေ့မှာကျွန်တော်တို့6နိုင်ငံတရုတ်နိုင်ငံအပါအဝင်6နိုင်ငံကလည်းဒီကြားဖြတ်နဲ့ပတ်သက်ပြီးတော့အရှိန်မြင့်နေပြီးတော့ကျွန်တော်တို့ရှင်းလင်းဆောင်ဖို့အတွက်အစည်းအဝေးလုပ်ခဲ့တဲ့သဘောတူညီချက်များစွာကိုလည်းကျွန်တော်သဘောတူညီခဲ့တာရှိပါတယ်အဲ့တော့ကြားဖြတ်နဲ့ပတ်သက်ရင်ဘယ်သူတွေပါဝင်ပတ်သက်လဲကြားဖြတ်လုပ်ငန်းနဲ့ပတ်သက်ရင်တော့ကျွန်တော်နံပါတ်၁ချက်သူတို့လှုပ်ရှားတဲ့နေရာကထိုင်းမြန်မာနယ်စပ်တကြောထိုင်းမြန်မာနယ်စပ်တကြောဆိုတော့ကျွန်တော်ကင်းလန်းနိုင်ငံအဖွဲ့တွေပါတယ်ပြီးရင်ကျွန်တော်တို့အခြားသောအဲ ်ဒီဂီဘီတွေပါတယ်ကျွန်တော် BJ တွေပါတယ်ဒါတော့နိုင်ငံတကာမှာလည်းထုတ်ပြန်ထားပြီးသားပါကင်းလန်နိုင်ငံဖွဲ့တွေပြည်တဲ့ KNU အပါအဝင်ကင်းလန်နိုင်ငံအဖွဲ့ပေါင်းများစွာပါဝင်ပတ်သက်ပါတယ်ဒုတိယဘယ်သူတွေပါဝင်ပတ်သက်လဲနောက်ထပ်တနေရာကကျွန်တော်တရုတ်မြန်မာနယ်စပ်ပါတရုတ်မြန်မာနယ်စပ်နဲ့ပတ်သက်ရင်ကျွန်တော်တို့အာဒီရကိုကန်ဧရိယာပေါ့နာကိုကန်ဧရိယာမှာလည်းကျွန်တော်ဒီမှာရှိတဲ့အပေါဝင်ပတ်သက်တဲ့တွေသူတို့နိုင်ငံအရေးယူမှုတွေလည်းရှိပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီတရုတ်ဘက်ကလည်းဖိဖိစီဆောင်နေပါတယ်အဲ့တော့နောက်ဆက်ပြီးတော့ကျွန်တော်ဝါဧရိယာဝါဧရိယာမှာဆိုလည်းပဲကျွန်တော်ဒီဟာနဲ့ပတ်သက်ပြီးတော့ ဒါကျွန်တော်တော်တော်ကြီးကိုကျွန်တော်တို့အမြင့်ကခိုင်းမှနေပါတယ်။ဝါနဲ့ပတ်သက်ပြီးတော့လည်းဒီတရုတ်ကဘယ်လိုမျိုးကင်တွေ့မလဲဒါလည်းကျွန်တော်ဆက်ပြီးကြည့်ရပါပါ။ဆက်ပြီးတော့ကျွန်တော်တို့ထပ်ပြီးတော့ကျွန်တော်တို့ဆက်ကြည့်ရမှာက KI လမ်းနဲ့ KI လမ်းနဲ့ကင်အဖွဲအခြေပြုတဲ့ area ပါ။အော်ဒီ area မှာလည်းကျွန်တော်ကြားဖြတ်နဲ့ပတ်သက်ပြီးတော့မရှိဘူးလို့မပြောနိုင်ပါဘူး။အော်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဘာတွေဆက်ဖြစ်လာမလဲဆိုတော့ဆက်ပြီးကြည့်ရမှာဖြစ်ပါတယ်။နောက်ထပ်တရုတ်ဆက်ပြီးတင်ပြပေးချင်ပါလေ။ဒါကတော့တန်ပေါင်းတီးတဲ့အဖွဲတွေ တမုံသီးတဲ့ကျွန်တော်အဖွဲ့ပေါ့မျိုးကုတ်မိုးကုတ်မျိုးကန်တွေပေါ့မိုးကုတ်မျိုးကန်တွေကဒီရှမ်းပြည်နယ်မြောက်ပိုင်းရတဲ့တစ်ဆင့်ဒီမန္တလေးကိုမန္တလေးနဲ့ကျွန်တော်ပြင်ဦးလိမ့်မယ်ကိုဆစ်ဆောင်မှုလာနေပြီလို့ကျွန်တော်သိရပါတယ်သိရပါတယ်ဟောဒါနဲ့တစ်ဆက်တည်းပဲကျွန်တော်တို့ပြီးခဲ့တဲ့နိုဝင်ဘာလ14ရက်နေ့ကတနင်္သာရီတိုင်းမောတောင်မောတောင်နယ်စပ်မြို့လေးကတော့အကြမ်းမဲ့အုပ်စုတွေထင်းချုံမှုခံခဲ့ရတယ်လက်ရှိတော့ဒီတပ်မတော်ကဒီမျိုးပြန်လဲရရှိအတွက်ပြန်ပြီးတော့ထိုးစစ်ဆင်နေတယ်ထိုးစစ်ဆင်နေတယ်အဲ့တော့တချို့ကလည်းကျွန်တော်ပြောမယ်ကျော်စိုးမင်းမောတောင်မောတောင်ကြာသွားလို့မင်းတရင်မရကြလို့ပြောနေကြပါလိမ့်မယ် မောတော်ကကျွန်တော်တို့နိုမလာဆန်နီယန်နေကမောတော်မျိုးကြာသွားတယ်တနည်းအားဖြင့်ကျွန်တော်တို့ဟိုလုံချုံတစ်ဖွဲ့တွေတစ်ဖွဲ့ဝင်နေကျွန်တော်ထိုင်းဘက်ကိုဆုတ်လိုက်ရတာရှိတယ်ဖမ်းဆီးခြင်းခံခဲ့ရတာရှိတယ်ဒါအရှိတရားပါပဲလက်ရှိလည်းကျွန်တော်တို့ဒီမောတော်မျိုးပြန်လည်ရရှိအတွက်တမတော်ကတော့ဒါထိုးစစ်ဆင်တယ်လို့သိရပါတယ်ဒါမောတော်မျိုးနဲ့ပတ်သက်တဲ့နောက်ဆုံးအခြေအနေပါဆက်ပါမယ်ကျွန်တော်တို့ဒီမိုးကုတ်အခြေအနေဆက်ပါမယ်မိုးကုတ်အခြေအနေပတ်သက်ရင်ပြီးခဲ့တဲ့ဒီနိုမလာ6ရက်နေ့ကနိုမလာ6ရက်နေ့ကမိုးကုတ်မြို့မှာလှုပ်ရှားတဲ့ DNL နဲ့မန်လေး PD အဖွဲ့တွေကအကြမ်းဖက်တောင်းကျမ်းသူမန်လေး PD အဖွဲ့တွေက သူတို့ကဒီမိုးကုပ်မြို့မှာရှိတဲ့ဒေသခံပြည်သူတွေကိုသူတို့လော်နေလိုက်អော်တယ်ပေါ့လော်နေអော်တယ်ဒီမြို့မှာနေထိုင်တဲ့သူတွေအနေနဲ့နိုဝင်ဘာလ6ရက်နေ့ညပိုင်းမှာတာမုံတီးရမယ်တာမုံမတီးဘူးဆိုရင်ထိရောက်ပြင်းထန်သွားအရေးကြီးမယ်ဆိုတော့သူကသူကဒီလော့စပီကာနဲ့អော်တယ်ပေါ့လော့စပီကာနဲ့អော်တော့မြို့ကန်တွေကလည်းကျွန်တော်တို့တာမုံတွေတီးခဲ့ရတယ်ပေါ့တာမုံတွေတီးခဲ့ရတော့အဲနောက်နေ့လဲကြာတော့အကြမ်းဖက်မီဒီယာတွေနဲ့အကြမ်းဖက်မီဒီယာတွေမှာဝေစာဖော်ပြတယ်အာစစ်ကောင်စီတွေဝင်လာမှာဆိုလို့မြို့ကန်တွေကတာမုံတီးပြီးတော့ဆန္ဒပြတယ်လို့ညမဲဆန္ဒရေးခဲ့ကြတယ် တကယ်ဖြစ်စင်မှမှာတကယ်ဖြစ်စင်မှနဲ့ပတ်သက်ပြီးတော့ဘယ်မီဒီယာကမှမရေးသားခဲ့ပါဘူးမရေးသားခဲ့ပါဘူးတကယ်ဖြစ်စင်မှကဒီဒီကျွန်တော်တို့တောင်းကျမ်းသူ DNL နဲ့မန်လေး PDF အဖွဲ့တွေကသူတို့လောက်ခိုင်းတာပါဒီမျိုးကန်နေအနေနဲ့နိုဝင်ဘာလ6ရက်နေ့ညပိုင်းမှာတမုံတီးရမယ်မတီးရင်ပြင်းထန်စွာအရေးယူမယ်နောက်ဆုံးပြခင်ဗျဒလန်လို့ဆွဆွဲပြီးတော့ခင်ဗျသိပါတယ်သူတို့ဘယ်လိုလုပ်လဲဆိုတာအဲဒီလိုမျိုးလောက်ခံပါဆိုတော့မျိုးကန်နေရကျွန်တော်တမုံတီးခဲ့ရပါတယ်တမုံတီးခဲ့ရပါတယ်အဲ့တော့ဒီဒီကနေ့ဒီနိုဝင်ဘာလဒီအပိုင်းပေါ့နိုဝင်ဘာလကျွန်တော်တို့ 16ရက်နေ့ကနေစပြီးတော့မိုးကုန်မျိုးကန်တွေကရှမ်းမြောက်ဒေသရှမ်းမြောက်ဧရိယာနဲ့ကျွန်တော်တို့ဒီပြုံးလင်မန္တလေးဘက်ကိုစဆင်းလာကြပြီစပြီးဆင်းလာကြပြီစပြီးဆင်းလာကြပြီအဲ့တော့စဆင်းလာကြတော့သူတို့ဘယ်ကိုဆင်းမလဲကျွန်တော်ဆက်ပြီးစောင့်ကြမှာဖြစ်ပါတယ်လက်ရှိတော့ကျွန်တော်ဆင်းလာကြပြီအော်ကားလေးနဲ့ကျွန်တော်တို့ကားကားကြီးကားငယ်အတူတူတို့ဆင်းလာကြပြီလက်ရှိဒီမိုးကုန်မျိုးကန်မိုးကုန်မျိုးဘက်မှာမိုးကုန်မျိုးပေါ်မှာကျွန်တော်တရင်တွေထွက်ပေါ်နေတာကတက်မတော်ကနိုဝင်ဘာလ20ရက်နေ့မှာမျိုးတွေကိုပြောင်းဝင်လာမယ်လို့ သတင်းတွေလွှတ်နေလို့ပြောတယ်သတင်းတွေထွက်နေတယ်ဗျာဒါသတင်းတွေထွက်နေတယ်ဒီထွက်တဲ့သတင်းတွေကဘယ်လောက်မှန်ကန်မလဲဆိုတော့ကျွန်တော်တို့ဒီခံမှန်းလို့တော့မရသေးဘူးဆက်ပြီးတော့ကျွန်တော်စောင့်ကြည့်နေတာဖြစ်တယ်ထေချာတာကကျွန်တော်နောက်ဆုံးသိရတဲ့အချိန်တွေကမိုးကုတ်မြို့ကန်တွေကတော့မြို့ပေါ်နေဆုတ်လာကြပြီမျိုးဝါသူတို့ရွှေပြောင်းလာကြတယ်ဗျမျိုးဝါရွှေပြောင်းလာကြတယ်ရွှေပြောင်းလာတဲ့အကြောင်းအရာလဲဒီတပ်မတော်ကမိုးကုတ်မြို့ပြန်လဲရရှိအတွက်ထိုးစစ်ကိုအချိန်မြင့်မယ်ထိုးစစ်ကိုအချိန်မြင့်မှာဒီနှစ်ဖက်တိုက်ပွဲတွေကြောင်းမျိုးကန်တွေကသူတို့ဈာညံမှာကြောက်တယ်ဈာညံမှာကြောက်တဲ့အတွက် ပြန်ဆင်းလာကြတယ်။သူတို့ဘယ်ဘက်ကိုဆင်းလာလဲဆိုတော့တပ်မတော်ရဲ့ထင်းချုပ်တဲ့ဧရိယာဘက်ကိုဆင်းလာတာ။တနည်းအားဖြင့်တော့တပ်မတော်ရင်ဝင်တဲ့ကိုဆင်းလာတာ။အဲတပ်မတော်ရင်ဝင်တဲ့ကိုမဆင်းခင်ဗျာအဲ့မှာသိပါတယ်။ခင်ဗျာအဲ့မှာမိုးမိတ်ကနေထွက်သွားလိုက်ဗျာ။မိုးမိတ်ကနေထွက်သွားပြီးတော့ခင်ဗျာရှက်ပြီးနေမြောက်ဘက်မှာရှိတဲ့တောင်ကျန်းသူလက်နက်ကိုင်ဖွဲ့ထင်းချုပ်တဲ့နေရာသွားလို့ရတယ်။အဲ့ဒီကကျွန်တော်တို့ဒီ KIA တောင်ကျန်းသူ KIA ဖွဲ့ထင်းချုပ်တဲ့ဧရိယာဘက်ကိုသွားလို့ရတယ်။ဒါပေမဲ့သူတို့မသွားဘဲနဲ့တပ်မတော်ရဲ့ရင်ဝင်တဲ့ကိုသူတို့ရောက်လာကြတယ်။တပ်မတော်ရဲ့ရင်ဝင်တဲ့ကိုလာနေကြပြီ။တပ်မတော်ရင်ဝင်ကကျွန်တော်ရှမ်းမြောက်ဒေသကြောင်မဲဒီဘောနောင်ချိုအဲ့ဒီဘက်ကိုဆင်းလာတယ်ပြီးရင်ကျွန်တော်တို့မန္တလေးပြည်ဦးလေမန္တလေးဘက်ကိုဆင်းလာတယ်အဲ့တော့ ခင်ဗျားတို့ခင်ဗျားတို့ကြည်ပါခင်ဗျားတို့ဘယ်သူအာကုလဲဆိုအဲ့မှာပဲခင်ဗျားဒီဒီပြည်သူတွေကခင်ဗျားအကြမ်းဖက်အုပ်စုတွေအာကုမယ်ဆိုရင်ခင်ဗျားအကြမ်းဖက်အုပ်စုတွေရဲ့အဘက်ကိုသွားမှာပေါ့ဗျာပြည်သူတွေကတပ်မတော်အာကုတဲ့အခါတပ်မတော်ရဲ့ရင်ခွင်ထဲကိုရောက်လာကြပြီတပ်မတော်တော့ရှင်းတယ်တပ်မတော်ကတော့ခင်ဗျားကိုယ်နိုင်ငံသူနိုင်ငံသားတွေဖြစ်တဲ့အတွက်ရင်ခွင်ထဲကိုကြိုးစုံမှာပဲကြိုးစုံမှာပဲတိုးတော်လည်းပဲကျွန်တော်တို့ဒီမှာတော့ကျွန်တော်တို့ဘသူတွေပါလာမလဲပေါ့ပိုးမွားတွေပါမလာအောင်တော့ကျွန်တော်စစ်ဆေးဖို့လိုပါတယ်ပိုးမွားတွေဆိုရင်လည်းအချမ်းမအုပ်စုတွေကကျွန်တော်တို့ဒီမှာလက်စွမ်းပြခဲ့တဲ့သူတွေဟာဒါကစစ်မှုထောင်နေမိရှု ဒီ app စီ U အဲ့ဒါကဒလန်ဆိုတဲ့ပြောခဲ့တဲ့ဆိုခဲ့တဲ့ပါမလာအောင်တော့ကျွန်တော်စစ်စစ်ဖို့လိုပါတယ်။ဒါတော့ကျွန်တော်မျိုးမိုးကုတ်မျိုးကန်နေရတော့ဆစ်ချောင်းနေကြပါသည်။ဆစ်ချောင်းနေကြပြီလက်ရှိတော့ကျွန်တော်တို့မိုးကုတ်ကြောင်မဲလမ်းပိုင်းမိုးကုတ်နောက်ချိုလမ်းပိုင်းပေါ့ဗျာ။အဲ့ဒီကနေကျွန်တော်ဆင်းလာကြပြီလို့သိရတယ်။ဆင်းလာကြပြီလို့ကျွန်တော်ကြားနေရတယ်။ဓာတ်ပုံတွေလည်းထွက်နေတယ်။အဘဲကိုကျွန်တော်ဆက်ဝင်မယ်ဆက်ကြည့်ရမယ်။ကျွန်တော်သိရတဲ့လောက်ကတော့ရှမ်းမြောက်ကိုဝင်မယ်။ရှမ်းမြောက်မှာရှိတဲ့အတီဘောနောက်ချိုကြောင်မဲဧရိယာဝင်မယ်။ပြီးရင်တော့ကျွန်တော်တို့မန္တလေး အပြုံးလေးဘက်ကိုဝင်မယ်အဲ့တော့ဘေကိုဆက်ပြီးတော့တို့ချီတက်မလို့ဆက်ပြီးစောင့်ကြရမှာဖြစ်ပါလေကျွန်တော်တို့စစ်စေးဖို့တော့လိုတယ်ဘာကြောင့်လဲဆိုတော့ဒီမှာပိုးမွားတွေပါမလာဘူးလိုပါလေအော်တက်မလို့ကတော့ကိုနိုင်ငံသူနိုင်ငံသားတွေဖြစ်တဲ့အတွက်လာသမျှကိုကျွန်တော်တို့နှွေးထွေးစွာကြိုးစားမှာပဲအဲ့တော့ခင်ဗျားတို့ကိုယ်တိုင်လည်းခင်ဗျားတို့သိရမှာငါတို့ရဲ့ဘဝငါတို့ရဲ့လုံခြုံမှုငါတို့မိသားစုလုံခြုံမှုကိုပေးနိုင်တာကျွန်တော်တက်မလို့ပဲရှိတယ်ကျွန်တော်တို့ကဒီတက်မလို့သားတွေချက်တာကျွန်တော်တို့ချက်တာရိုးရှင်းရှင်းလေးပဲရိုးရှင်းရှင်းလေးပဲကျွန်တော်တိုင်းပြည်ရဲ့တိုင်းပြည်ရဲ့ကျွန်တော်တို့အန်ဒီအမျိုးမျိုးနဲ့ပတ်သက်ရင်အသက်ပေးပြီးတော့ကျွန်တော်တို့အသက်ကိုအသက်နဲ့ထပ်ပြီးကာကွယ်ပြီးတာတက်မလို့တစ်ခုပဲရှိတယ် တက်မလို့တခုပဲရှိတယ်။အသက်ကိုအသက်နဲ့ထပ်ပြီးကာဝေးပြီလား။ခင်ဗျားတို့ကြရေပေးဗျာ။ရေပေးငလင်ပေးဘေးမျိုးမျိုးရှိလိုက်။တဘာဝဘေးကတော့နိုင်ငံတိုင်းမှာရှိနေတာပဲ။ဒီတဘာဝဘေးနဲ့ပတ်သက်ရင်ကျွန်တော်တို့ရှည်စုံကနေပြီးတော့အသက်ကိုအသက်ထပ်ပြီးကာဝေးပြီလား။တက်မလို့ပဲရှိတယ်ဗျာ။ပြီးရင်ကျွန်တော်အကြမ်းဖက်ပေး။အကြမ်းဖက်ပေးဆိုတော့ခင်ဗျားအသက်ကိုအသက်နဲ့ထပ်ပြီးကာဝေးရတာပဲဗျာ။ကာဝေးရတာပဲ။ခင်ဗျားတက်မော်သားမလည်းမိသားစုရှိရဲ့ဗျာ။သူတို့တွေလည်းဗျာခင်ဗျားသူ့ရဲ့သားသမီးတို့တီးကြတာပြောကျင်တာပဲ။သူတို့သားသမီးတို့ချီးကျင်တာပဲခင်ဗျားတို့လိုပဲသူတို့မှလည်းခင်ဗျားမိသားစုတွေရှိတယ်ဗျာ။ မိသားစုတွေရှိတယ်ခမရတို့တော်ဗျာခမရတို့ခမရတို့တော်ဟလာအင်တော်ချင်းမျိုးသမီးတော်မှာခမရယောက်ျားကအလုံးကြောင့်ခမရတပတ်လောက်ကြာခမရယောက်ျားခမရညှို့နေကြတာဗျာဒါတော့မှခမရတို့ကဖုန်းဆက်သွယ်တွေရသေးတယ်တက်မော်သားတွေမှာခမရရှေ့တန်းမှာကျွန်တော်တွားတာဗျာကြံခဲ့တဲ့သူတွေရဲ့မိန်းမတွေရဲ့ကြံခဲ့တဲ့တက်မော်သားရဲ့မိန်းမတွေရဲ့စိတ်ထဲမှာသူတွေရဲ့စိတ်ခမရတို့မိန်းမချင်းကိုချင်းစာကြည့်လိုက်အင်တော်ချင်းအချင်းချင်းကိုချင်းစာကြည့်လိုက်တာသမီးချင်းကိုချင်းစာကြည့်လိုက်ကိုချင်းစာကြည့်လိုက်ကိုချင်းစာကြည့်လိုက်ဒါဆိုခမရတို့သိလိမ့်မယ်အဲ့တော့ နောက်ဆုံးပြခင်ဗျားတို့ဒီလက်နက်ကైအဖွဲတွေကြောင့်လက်နက်ကైအဖွဲကြောင့်တိုးတက်သွားတဲ့ဧရိယာချင်းကျွန်တော်ပြပါခင်ဗျားလက်နက်ကైအဖွဲတွေလို့လို့တိုးတက်သွားဆိုခင်ဗျားတို့စီးတဲ့ဖက်နဲ့ကျွန်တော်ပါလာရိုက်လိုက်ခင်ဗျားတို့ရိုက်မယ်ဆိုရင်ကျွန်တော်ကိုင်းဒူးထောက်ဝေးမယ်လက်နက်ကైအဖွဲတွေရဲ့အဲလုံလို့လက်နက်ကైအဖွဲတွေရဲ့စောင်းမှုကြောင့်ခင်ဗျားတိုးတက်လာရဆိုရင်ပြတိုးတက်တဲ့ဆရာကခင်ဗျားတိုးတက်တယ်ဆိုတဲ့နေရာမှာခင်ဗျားတို့ပညာရေးတို့ပညာရေးကျမ်းမာရေးတိုးတက်ဖို့လိုတယ်နော်ခင်ဗျားလောင်စားလုပ်ပြီးတော့ခင်ဗျားအထက်အထက်မြင့်နေစောင့်နေမှာမဟုတ်ဘူးခင်ဗျားတို့ကအထင်ကြီးတာဝါရုံမိုင်းလားတို့မှာအထက်မြင့်နေအထက်တရအမြင်ပြခင်ဗျားတို့သွားမြင်ကြည့်လိုက် အဲ့ဝါဒေတာမှာ USA ကဒီဝါတိုင်းသားတွေပေါ်မှာကျွန်တော်တို့လူစွားအမြင့်ဘယ်နှယောက်မွေးထုတ်ခဲ့ဘူးလဲမိုင်းလာအဘွဲကဒီမှာရှိဒေတာကန်တွေကိုခင်ဗျားလူစွားအမြင့်ဘယ်နှယောက်မွေးထဲမွေးထုတ်ခဲ့ဘူးလဲဝါဒေတာမှာဝါအဘွဲကဝါတိုင်းသားတွေကမြန်ဆရာဝန်ဘယ်နှယောက်ဖြစ်ခဲ့တာရှိလဲခင်ဗျားရှင်းရှင်းလေးကျန်တဲ့ကိစ္စခဏတာဆရာဝန်ဖြစ်ခဲ့တာဘယ်နှယောက်ရှိလဲမရှိဘူးဗျခင်ဗျာသူတို့ရဲ့သူတို့အာနာတိမြေတွေတွေးတက်လောင်းခဲ့တာပဲရှိတယ်တနက်ကင်မှာတွေးတက်လောင်းခဲ့တာပဲရှိတယ်တမရုံမှာက တက်မလို့ကကျွန်တော်တက်မလို့ကကျွန်တော်ကျွန်တော်တို့လူစွာကြီးပြီးတိုးတက်ဖို့ပဲပေးဆက်ခဲ့တာကြီးပဲခင်ဗျားတို့ရှောက်တဲ့လမ်းကြီးကြီးလိုက်ခင်ဗျားတို့ရှောက်ခဲ့တဲ့လမ်းကြီးခင်ဗျားစထွက်ပြီဗျာခင်ဗျားရောက်တဲ့နေရာနဲ့ခင်ဗျားစစပြီးရှောက်လိုက်အဲ့ဒီလမ်းကြီးအားလုံးကတက်မလို့နဲ့ပြည်သူလူဆောင်ခဲ့တာကြီးပဲခင်ဗျားတို့မြေကူးတရားတွေအဲကျွန်တော်တို့ဒီတန်လွေမြေကူးတရားချင်းလွေမြေကူးတရားအရာဝီမြေကူးတရားစတဲ့မြန်မာနိုင်ငံမြန်မာနိုင်ငံမှာရှိတဲ့မြေကူးတရားတွေအားလုံးကတက်မလို့နဲ့ပြည်သူဆောင်ခဲ့တာကြီးပဲဘယ်လက်နက်ကင်အဖွဲ့မှခင်ဗျားဆောင်ခဲ့တာခုမှမရှိဘူးတော့အဲ့ဒါမှမဟုတ်အသေးစားလေးဗျာခင်ဗျားတို့ကြေးလက်လမ်းကြီးအားစပြပတ်တာနေတက်မလို့လုပ်ခဲ့တာ တက်မလို့လောက်ခဲ့တာအဲ့တော့ကျွန်တော်ဒီသတင်းပြချုပ်ချင်တာကမိုးကုတ်မြို့ကန်နေရတော့ကျွန်တော်ရှမ်းကြောင်းနဲ့မန္တလေးဘက်ကိုဆင်းလာပြီဆင်းလာပြီအဲ့ဒီမှာတော့ကျွန်တော်တို့ဒီပိုးမွားတွေပါမအောင်တော့စစ်စစ်ဖို့လိုပါတယ်ပြည်ပမီဒီယာကိုအနေနဲ့ရကရေးရှုအားပေးတဲ့မိတ်ဆွေများအားလုံးအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါခင်ဗျာ